ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါရစ်။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။မုံရီတွေကကိုဝင်တဲ့ငှက်မလေး။ကျမဆက်ပြီးမပြန်နိုင်တော့အောင်ကျမဘိုင်ရန်နာနေပြီ။နည်းနည်းလေးတီးခန့်လိုက်ပါအောင်လားတို့။ငါရှိမှတော့တကုတ်မြင်နေရရဲ့။အဲ့မှာငှက်တွေရဲ့အင်တွေလည်းတွေ့နေရရဲ့ ငါတို့ဒီညတော့အိမ်မှာပဲနားလိုက်ကြမယ်။ခဏလောက်ပြန်တန်းပြီးချိန်မှာတော့လာဂျိုးနဲ့ဘလူးအဲ့ဒီတော့တယောက်ရောက်လာပါတယ်။သူတို့နှစ်ယောက်လုံးတစ်ကိုင်းတစ်ကိုင်းပေါ်မှာထိုင်လိုက်ပါတယ်။အခုဘာဆက်လုပ်မလဲ။ကျမတို့တညလုံးဒီတစ်ကိုင်းပေါ်မှာထိုင်နေကြရမှာလား။ကျမအရန်ပင်ပန်းနေပြီ။ကျမဘိုင်လည်းအရန်နာနေရဲ့။ကြည့်ရတာကျမမကြခင်မှာပဲဥဥတော့မယ်ထင်နေ။ဒီတော့ကငါတို့အတွက်အစ်စ်ပဲ။ဒါပေမဲ့ဒီမှာငှက်တွေအများကြီးရဲ့အိမ်တွေတွေ့နေရတယ်။ငါတို့တယောက်ယောက်စီကနေအကူအညီသွားတောင်းရမယ်။ ဒီညအစီအပြေပြေကုံဆုံးပြရနဲ့မနှက်ပြန်ကြရင်ငါဒီတော့တဲမှာပဲအိမ်တလုံးရအောင်ဆောက်လိုက်မယ်။ဥဥပီကလေးတွေပြလာတဲ့အချိန်ထိငါတို့ဒီတော့တဲမှာပဲနေကြမယ်။လာဒူနဲ့ဘလူတို့လည်းထွက်သွားပါခဏလောက်ရှာပြီးရဲ့အခါမှာတော့သူတို့တစ်ပေပေါ်မှာအိမ်တလုံးမြင်သွားပါတယ်။သူတို့နှစ်ယောက်လည်းအဲ့ဒီအိမ်တောင်သွားလိုက်ပါတယ်။ဘလူလည်းအိမ်တကောက်ခောက်လိုက်ပါတယ်။နင်တို့နှစ်ယောက်ကဘယ်သူလဲ။ကျွန်တော်ခမည်းတော်ကိုတိနေသလိုပဲ။အကွေကျွန်တော်နှမယာကာလူပါ။ ဒါကျွန်တော်ရဲ့မိမလာတို့ပါကျွန်တော်တို့ကဒီတော့တရားမဟုတ်ပါဘူးကျွန်တော်တို့ကအဝေးတနေရာနေဒီကိုလာခဲ့ကြတာပါကျွန်တော်တို့တော့တဲမုံတိုင်းအကြီးကြီးတိုက်သွားလို့ကျွန်တော်တို့အိမ်ပျက်စီးသွားတယ်ကျွန်တော်တို့လည်းအသက်ဘေးရလွတ်အောင်ဒီကိုပြေးလာခဲ့ကြတာပါကျွန်တော်မိမကိုဝင်ကြီးနေပါမကြခင်မဲ့သူမအိုးအိုးတော့မှမလို့ဒီတညလေးကျွန်တော်တို့အခုအိမ်မှာနေလို့ရမလားရတာပေါ့ဗျာခင်ဗျားတို့နေအောင်အိမ်ထဲဝင်ခဲ့ကြပါသူတို့ညအိမ်ထဲဝင်ခါနီးမှာပဲကိုကြီးကသူတို့ကိုတားလိုက်ပါတယ်။အဲ အဲနေကြပါအောင်နင်တို့နဲ့အိမ်ထဲဝင်လာလို့မရအောင်ရှင်းကဘာမှမသိပဲသစိမ်းတွေလွယ်လွယ်ကူကူအိမ်ထဲဝင်ခိုင်းမယ်ပေါ့ဟုတ်လားနေဘလို့ ਈ လုံနေရလဲသူတို့နှစ်ယောက်ကဒုက္ခရောက်နေကြတာငါတို့ကသူတို့ကိုကူညီပေးတင်နေသူတို့နှစ်ယောက်ဒုက္ခရောက်နေရဆိုရင်လည်းအဲ့ဒါသူတို့ရဲ့ပြက်တနာပဲကျမတို့နဲ့မဆိုင်ဘူးပထမတစ်ခုအိမ်မှာသူတို့အတွက်နေကြမရှိဘူးနောက်တစ်ခုကစားကြလည်းမရှိဘူးသူတို့အိမ်ထဲမှာပေးနေခိုင်းလိုက်ကျမတို့ဒုက္ခရောက်သွားလိမ့်မယ် အဲလိုပြောပြီးတော့ကိုကြီးကအိတ်တကောက်ပေးလိုက်ပိုင်းအခုဘလူရေအခုကျမတို့ဘာဆက်လုပ်ကြမလဲကျမတို့အကြားတယောက်စီကိုသွားပြီးအခုညီတောင်းကြရအောင်သူတို့နှစ်ယောက်ကလည်းအဲဒီကနေထွက်လာကြပိုင်းခဏလောက်ရှာပြီးအခါမှာတော့သူတို့ဟိုတယ်ရှိကိုရောက်လာပိုင်းလာတို့ရေဒီမှာကြည့်ပါဦးဟိုတယ်ရှိရေငါတို့ဟိုတယ်ပိုင်ရှင်အခုညီတောင်းကြမယ်သူတို့လည်းအဲဒီဟိုတယ်နောက်ရောက်လာပိုင်းအဲဒီဟိုတယ်ပိုင်ရှင်ကတိုနီဆိုတဲ့နှမလေးဖြစ်ပိုင်းအမကြီး ကျွန်တော်တို့ဟိုအဝေးကြီးကနေဒီလိုလာခဲ့ရတာပါကျွန်တော်မိမလည်းကိုဝင်ကြီးနဲ့ပါဒီတညအတွက်ကျွန်တော်တို့အမဟိုတယ်မှာနေလို့ရမလားမနေ့ရောက်တာနဲ့ကျွန်တော်တို့ဟိုတယ်ကနေပြန်သွားပါမယ်အေးပါအေးပါအဲ့လောက်အများကြီးပြောပြနေကြမလို့ပါဘူးငါနေတို့ရဲ့ကိစ္စတွေနားမထောင်ချင်နေတို့နေချင်းတလောက်ဒီမှာနေလို့ရတယ်တခုတော့ရှိရဲ့နေတို့တညအတွက်စံတထုတ်ပေးရမယ်ဒါပေမဲ့အခုလောလောဆယ်တော့ကျွန်တော်တို့မှာဘာစမ်းမမရှိဘူးလေကျွန်တော်တို့အိမ်ကမုံတိုင်းကြောင်ပျက်စီးသွားခဲ့တယ် အိမ်နဲ့တူတူကျွန်တော်တို့မှာရှိသမျှအရာတွေလည်းအကုန်ပြတ်စည်းသွားတယ်။ပေးစရာစမ်းမရှိဆိုရင်နင်တို့အတွက်ဒီဟိုတယ်မှာအခန်းမရှိဘူး။ဒီကနေသွားကြတော့။အမကြီးကျမဘိုင်ယန်းနာနေလို့ပါ။ဒီတညလေးတော့ဒီမှာနေခွင့်ပေးပါနော်။ကျမတို့မနက်မိုးလင်းတာနဲ့ဒီကနေထွက်သွားပေးပါမယ်။အာကုတို့မကြီးငါတခုံးပြောရနဲ့နင်နားမလည်ဘူးလား။ဒါဟိုတယ်လာသမျှသူတာအလကားပေးနေရဖုန်ကြီးတာမဟုတ်ဘူး။ငါသာအဲ့လိုလိုရင်ငါမွဲတီသွားလိမ့်မယ်။ နင်းယောက်သားခေါ်ပြီးဒီညာနေမြ мян ထွက်သွားတော့မဟုတ်ရင်ငါထက်ဆိုတဲ့သူရှိမှာမဟုတ်ဘူးနော်လာဒူနဲ့ဘယ်လူလဲအဲ့ဒီညာနေထွက်သွားကြပါ යි ဘယ်ကနေရောက်လာကြမှန်းမသိဘူးလာဒူဒီတော့တရားနှက်တရားအယောင်ထူးဆန်းတာပဲဘသူမှငါတို့မကူညီပေးကြဘူးအခုငါဘာမှနားမလည်နိုင်တော့သူတို့နှစ်ယောက်စကားပြောနေကြတဲ့အချိန်မှာကာလီယာလို့ခေါ်တဲ့ကြီးကန်းတကောင်ရောက်လာပါ යි ဟဲ့ငှက်တို့နင်တို့ကဘယ်သူတွေလဲ နောက်ပြီးမိုးရီအိမ်လောက်ရွာနေအောင်အပြင်မှာဘာထွက်လုပ်နေကြလဲနင်းတို့လမ်းပြောင်းနေကြလားဘယ်လိုလဲကာလီယာကို အကြောင်းကြောင့်ပြောပြလိုက်ပါအကုန်ကျွန်တော်တို့အကူညီပေးနိုင်မလားဘလူးရဲ့စကားကိုကြားရတဲ့ကာလီယာလည်းစဉ်းစားလိုက်ပါရက်အတော်ကြာမှဒီလိုသားကောင်မျိုးလက်ထဲရောက်လာငါဒီခွင့်ရအဆုံးရှုံးခံလို့မဖြစ်ဘူးအကုန်ပါတွေးနေရလေဘာဖြစ်လို့လဲအကုန်ကျွန်တော်အကူညီပေးနိုင်မလားအေးအေးကူညီပေးနိုင်တယ နင်တို့နှစ်ယောက်ငါ့ကိုတွေ့သားလို့တော်သေးရဲ့ဒီတော့ကအရက်အငယ်များဒီမှာအမဲလိုက်တဲ့ငယ်တွေအများကြီးနေကြငါ့နောက်ကနေမြ мян လိုက်လာကြကာလီယာလည်းအဲဒီကနေထွက်သွားပါတယ်သူနောက်ကနေဘလူးနဲ့လာတို့လည်းလိုက်သွားပါတယ်ကျမတို့သူ့ကိုရှုံးလို့ဖြစ်ပါမလားကျမတို့အရန်ကြောက်တယ်လာတို့ရဲ့နေစိတ်မပူပါနဲ့ငါနေနားမှာရှိပါငါတို့မှအခြားနေလမ်းမှမရှိရနေမကြောက်ပါနဲ့ငါနေကိုဘာမှဖြစ်ခွင့်မပေးပါဘူး ခဏလောက်ကြာတော့ကာလီယာကသူတို့ကို အပေတပေပေါ်မှာရှိတဲ့တဲအိမ်စုပ်တလုံးစီကိုခေါ်လာပါအခုကျွန်တော်တို့ဘယ်ခေါ်လာရလဲညီတို့ညောကြောက်မနေပါနဲ့ဒီတော့တွေမှာနှစ်တွေအများကြီးနေလာတာညီတို့ညောကြောက်မနေပါနဲ့ငါဒီတော့တွေမှာနှစ်တွေအများကြီးနေလာတာအဲ့ဒါကြောင့်အဲ့ဒီတော့တွေမှာငါအိမ်တွေအများကြီးရှိတယ်ဒီအိမ်မှာဘသူမှမနေဘူးအဲ့ဒါကြောင့်ဒီအိမ်ရဲ့ပုံစံအခုလိုဖြစ်နေတာဒါပေမဲ့အပြင်မိုးရွာတွေမှာနေရမှထက်ဆိုင်ညီတို့ညောဒီညဒီအိမ်မှာပဲနေရပိုကောင်းပါတယ် နောက်ပြီးဒီအတွက်လည်းကျွန်တော်ခင်ဗျားတို့စီကနေဘာမှပြန်မယူပါဘူးခင်ဗျားတို့နေခြင်းတလို့ဒီမှာနေလို့ရတယ်ကျေးဇူးအများကြီးတင်ပါတယ်ကိုကြီးကျမတို့အခုရဲ့ကျေးဇူးဘယ်တော့မှမမေ့ပါဘူးဘာမှမဖြစ်ပါဘူးညီမရဲ့အခုနေရငါအကူလို့ခေါ်တယ်အခုနေတို့နေအောင်လို့အိမ်ထဲဝင်ကြတော့ငါအပြက်နေတကားပိတ်လိုက်မယ်ဒါပေမဲ့ဘာလို့လဲကိုဘာလို့လဲဆိုရင်ဒီတော့တဲမှာအမဲလိုက်တဲ့ငှက်တွေအများကြီးနေကြတယ်သူတို့ညာဘက်တွေမှာတားကောင်လိုက်ရှာကြတယ်သူတို့ဒီရောက်လာလို့အိမ်ပြင်မှာတော့ခတ်ထားတာမြင် ဒီအိမ်မှာဘသူမှမရှိဘူးလို့ထင်လိုက်မယ်။အဲ့ဒါဆိုသူတို့ပြန်သွားလိမ့်မယ်။ခင်ဗျားတို့နေ့အောင်အိမ်ထဲမြန်မြန်ဝင်ကြတော့ငါတော့ခတ်တော့မယ်။ဒါအရန်ကောင်းတဲ့အကြံမေးကိုအခုဂျေစုအများကြီးတင်ပါရင်ဘလူးနဲ့လာတို့လည်းအိမ်ထဲကိုဝင်သွားပါရင်သူတို့ညအိမ်ထဲရောက်တာနဲ့ကာလီယာကတကားကိုတော့ခတ်ပြီးပြန်သွားလိုက်ပါရင်။ဟိုးဒီနေ့ရောငါကံကောင်းပြီ။ရက်တွေတော့ကြမှာအခုလိုသားကောင်းလွယ်လွယ်လေးရထားတာ။အခုအမဲလိုက်တိတ်ငှက်ကြီးစီသွားမယ်။သူ့ကိုခေါ်လာမယ်။ငါလည်းနမဲကောင်းရှာလိုက်မယ်။ ကာလီယာကသူ့ဘာသာသူစကားတွေပြောပြီးသွားနေပါအဲ့ဒီမှာမီနူကသူ့အိမ်ပတိပေါက်ကနေကာလီယာဖြစ်သွားတာတွေ့သွားပါဒီကာလီယာကမိုးရီရွာညာမြမြန်ပဲသွားနေရလဲနောက်ပြီးညလည်းအရန်နဲ့နေဟုတ်ပြီဒီနားမှာသူ့အိမ်ဟောင်းတလုံးရှိတယ်အရင်တကားလို့တားကောင်အဲ့အိမ်နဲ့ပိတ်ထားလာမသိဘူးငါမြမြန်သွားကြည့်မှရမယ်မီနူလည်းကာလီယာရဲ့အိမ်အဟောင်းစီသွားပါခဏလောက်နေတော့သူ့အိမ်ညောင်ရောက်လာပါအဲ့ကိုရောက်တော့အိမ်ကိုအပြင်ကနေတော့ခတ်ထားတွေ့ပါ ငါဘရင်ပေါက်ကနေကြည်လာအောင်မင်းမီနူးလည်းဘရင်ပေါက်ကနေကြည်ရော လာတို့နေဘယ်လိုအိတ်မြောင်မြင်းသွားပါဘုရားဘုရားငါချင်တာမှန်သွားပြီတကယ်ပဲဒီမှာငှက်နှက်ကောင်ရှိနေရဲ့ကာလီယာအမဲလိုက်တဲ့ငှက်ကိုတီးခေါမလာခင်ငါသူတို့ညက်ကိုကဲမဖြစ်မင်းမီနူးကမီနူးကဘဲတော့ကိုမဆိုတော့တံမပါပဲဖွင့်နေနေရမှာကျွမ်းကျင်ပါသူမကတက်ကိုင်းလေးတစ်ခုနဲ့အဲ့ဒီတော့ကိုဖွင့်လိုက်ပါတကားဖွင့်ပြီးအိမ်ထဲဝင်သွားပါသူမအိမ်ထဲရောက်တာနဲ့လာတို့နေဘယ်လိုကလည်းနိုးသွားပါ နေရဘူးလေကျေးဇူးပြုပြီးငါတို့မတက်ပါနဲ့ငါမင်းမကိုဝင်ကြီးနဲ့ပါငါတို့လွတ်ပေးပါပါဇက်ပိတ်ထားစမ်းငါပြောတာတီချာနားထောင်ငါကနင်းတို့တက်ဖို့လာမဟုတ်ဘူးကယ်ဖို့လာခဲ့တာအခုငါပြောတာငြိမ်ငြိမ်နားထောင်ကြခဏလောက်နေရော ကာလီယာကတိုင်ငယ်တကောင်ကိုအဲ့ဒီအိမ်သာခေါ်လာပါဘုရားသခင်ကပေးပြီဆိုရင်အဝပြဲပေးရယ်ကာလီယာဆိုအပေါ်ရီပြောမနေနဲ့တော့တယ်မြန်မြန်ပေးဟာဒီမှာမှောင်မဲနေရပဲကြီးကန်ဆိုအိမ်ထဲလာပြီးဖျောင်းနိုင်မီထွန်းစမ်း တေးပါပြီငါ့ကိုဘသူရိုက်နေရလဲကဲပါအောင်ကာလီယာဆုံနင်ငါ့ကိုခုလိုလို့တာမကောင်းငါနဲ့အလွတ်မပေးဘူးတောင်းရောင်လုံးတရောနီယောက်ကိုအသေးရိုက်ကြပါပြီးရောအိမ်ပြန်ထွက်ပြီးအိမ်တကတော့ခတ်လိုက်ပါကျမအတော့နာမည်တော့မသိပါဘူးဒါပေမဲ့အတော့ကျေးဇူးအများကြီးတင်ပါတယ်ကျမတို့အတော့ကျေးဇူးဒီတသက်မမိပါဘူးအတော့ကကျမရဲ့အသက်ကိုကယ်တင်ပေးခဲ့တယ်ငါနဲ့မယာမီနူငါဒီတော့ထဲမှာအသက်အကြီးဆုံးပဲအဲ့ဒါကြောင့်အကုန်လုံးကငါ့ကိုချစ်စနိုးနဲ့အတော်မီနူးလို့ခေါ်ကြတယ် ်အခုနင်တို့မှာဘာအနေရမှမရှိတော့အတော်မီနူရင်အတော်သာအချိန်မီရောက်မလာဘူးဆိုရင်ဘာတွေဖြစ်လာမလဲမသိပါဘူးကျမဖိုင်ရမ်းတာနေပြီခဏလောက်နေရောလာတို့လေဥလေးနှစ်ဦးဥလိုက်ပိုင်းနောက်တနေ့မနက်ကျတော့ဘလူးကအဲ့နာကတစ်ပင်ပေါ်မှာအိတ်တလုံးဆောက်လိုက်ပိုင်းသူတို့နှစ်ယောက်လည်းဘဝကိုပျက်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းသွားပါအောင်လေကောင်းလေတီဟိုင်ငါသားလေးဘယ်မှာလဲဒီအိုးရီတဲ့ဘုံငါ့ကိုကူညီပေးပါအောင်ဘသူ့အခေါ်နေရလဲ ရှင့်တီဟာရွာတကြီးရဲ့အိမ်ကိုသွားနေရဲ့ရှင့်ရွာတကြီးရဲ့သားကိုတူကတောင်းမရှိရဲ့ကလေးအားလုံးကိုခေါ်လို့တဲ့ပြောသွားတယ်ဟုတ်လားတေချာတာတော့သူတို့မျိုးတွေကပစ္စည်းတစ်ခုခုဝယ်ထားလို့ပဲဖြစ်မယ်သူ့ရဲ့အကျင့်ဟာအတင်တစ်ခုခုဝယ်တိုင်းတောင်းရကလေးတွေကြွားဖို့အမြဲခေါ်တယ်ကြည်သာမင်းသားတီဟာပြန်လာရင်သတင်းအစ်စ်တွေတင်လာတော့မယ်ပြောရင်းနဲ့ဟိုမှာတီဟာပြန်လာနေပါပြီအမေနဲ့ဖေတိလားကိုတူကသူတို့ရဲ့အိမ်ကြီးကြီးထဲမှာ AC ကောင်းစားကြီးဝယ်တက်ထားတယ် အေးစီးရဲ့အေးချက်ကတော့ရေခဲပြင်ပေါ်မှာထိုင်နေသလားတောင်ထင်ရတယ်။အဖေရဲ့ကျွန်တော်တို့အိမ်မှာလည်းအဲ့လိုအေးစီးရှိကောင်းပါပဲနော်။အခုလိုရာသီဥတုပို့တဲ့အချိန်မှာအေးစီးလေးနဲ့နေရရင်အရသာတကယ်တော့မိုက်တာပဲဗျာ။သားလေးရဲ့ငါတို့ကရွာတကြီးလို့တော့အေးစီးကောင်းဆိုင်မဝင်နိုင်ဘူးလေ။ကိုတူကလည်းဘာလို့နင်တို့သူ့ရဲ့အိမ်ခေါ်လဲမသိပါဘူးကွာ။တို့လိုစိန်ကြကြနေရတဲ့ဘဝမျိုးငါတို့လိုစီးရဲသားတွေမရနိုင်ဘူးဆိုတာသိရတာနဲ့။သားလေးနောက်ဆိုကိုတူတို့အိမ်မသွားနေရောနော်။အခုတော့ငါအိုးတွေသွားရောက်တော့မယ်။ အိုနေနေထထုတ်ဖို့ကြံသေးရဲ့အဲ့ဒါတာရီဆက်လုပ်ထားလိုက်တော့နော်တီဟာရဲ့ဖေကအဲ့ဒီလုံနဲ့အိုးသွားရောင်းတဲ့အချိန်မှာတီဟာကကောင်းထဲမှာအတွေ့တကုတ်ဝင်လာခဲ့ပါတယ်အမေတကယ်လို့တားတို့တာမိကြီးနဲ့လှုပ်ထားတဲ့အဲကွန်တာလုံနိုင်ခဲ့အဲ့ဒီအဲကွာလေကျွန်တော်တို့အေးအေးတက်ပြီးနိုင်လိမ့်မယ်ထင်တယ်ကျွန်တော်မိကြီးနဲ့လှုပ်ထားတဲ့အဲကွန်ရဖို့ကြိုးစားခြင်းနဲ့အမလီငါသားရဲ့ဘလို့အတွင်းတွေရှောက်တွေးနေရလဲမင်းခုတီအိုးရီမလောက်ရသေးဘူးနော်မင်းဖေရောက်လာရင်ဒေါသထွက်နေရောမေအမေရဲ့ ကျွန်တော်တို့ကကိုတူးလိုအဲကိုကြီးမဝင်နိုင်ပေမဲ့မြေကြီးနဲ့လှုပ်ထိုင်အဲကိုတော့ရောက်အောင်လှုပ်ရနိုင်ပါရဲ့မြေကြီးနဲ့လှုပ်ထိုင်အဲကိုတားဘလို့လှုပ်ပါလဲစိတ်မပူပါနဲ့မမေဒါစူးစားပြီးဒီလန့်ရှာကြည့်လိုက်ပါမယ်တီဟာနေတိုင်းမြေကြီးအဲကိုရနိုင်ဖို့စူးစားရင်းကနေတနည်းကြတော့အလွန်အဆင်ပြေတဲ့မြေကြီးအဲကိုလှုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်တီဟာရဲ့အဖေနဲ့မိကတီဟာလှုပ်ထားတဲ့မြေကြီးအဲကိုမြင်တော့အယံကိုအံ့ဩသွားကြပါတယ်တီဟာကသူ့ရဲ့တငယ်ချင်းတွေကိုမြေကြီးအဲကွန်ကြည့်ဖို့ သူ့ရဲ့အိမ်ကိုခေါ်လိုက်ပါအဲ့ဒီငယ်ချင်းတွေထဲမှာကိုတူးလဲပါပါဘာအယမ်းမိုက်တာပဲငါတို့အိမ်တွက်လဲအဲ့လိုအဲကိုတလုံးလာလောက်ပေးပါအောင်ငါတို့အိမ်မှာလဲအယမ်းပူတယ်ဟုတ်ပါပြီမင်းတို့အားလုံးအတွက် မြေကြီးအဲကိုငါလောက်ပေးမယ်အမလီငါတို့အိမ်ရဲ့အဲကွာပုံမိုက်တယ်မင်းရဲ့ဘောသားအဲကွာငါရဲ့အဲကိုနဲ့ရှင်းလိုက်ဘာမှမဟုတ်တော့တီဟာအဲ့ဒီမြေကြီးအဲကိုရအောင်အပြင်ပန်းခံပြီးလှုပ်ထားတာမင်းမို့လို့အပြစ်ပြောရတယ်ကွာတော်တော့ငါတို့မင်းနဲ့စကားမပြောချင်တော့မင်းတို့ငါနဲ့တွေ့မယ် ငါရွာတကြီးရဲ့သားနော်ကိုတူကဒေါသထွက်ထွက်နဲ့တီဟရဲ့အင်ကနေထွက်သွားလိုက်ပိုင်းအဖေနဲ့မေလာပါအောင်သားတို့အားလုံးဒီအဲကွေရဲ့အရာတောင်ခံစားကြည့်အောင်တီဟရဲ့သားကတော့အရန်ကောင်းတဲ့အင်ကုန်လုံနိုင်ခဲ့တာပဲဒီအဲကွာအရန်ကိုအေးရပဲကွာတအိမ်လုံးအေးစိတ်သွားပြီဟုတ်တယ်ကျမတို့သားအရန်ကိုညံကောင်းလို့သူပဲကျမတို့အိမ်မနီနာငှက်တွေရလဲအခုဆိုရင်တီဟကိုအဲကုန်လုံခိုင်းဖို့ပြောနေကြပြီဟုတ်တယ်မမေဒါအကုန်လုံးအတွက်အဲကုန်လုံပြီးမှာပါ အခုလိုပူလိုက်နေတဲ့အချိန်မှာအ ਨੇ ဆုံးတော့စိတ်ဒုက္ခမရောက်ရတော့ဘူးပေါ့ညရောက်တော့မိသားစု၃ယောက်အေကွန်အေးအေးလေးအောက်မှာအိပ်ပျော်သွားကြပိုင်းမနေ့ရောက်တော့သားမိသားဖ၃ယောက်အပြင်ထွက်သွားကြပိုင်းသူတို့အိမ်ပြန်ရောက်တဲ့အချိန်မှာသူတို့အိမ်ရဲ့ပတိပောက်ပြိနေပြီးတီဟားလှုပ်ထားတဲ့အေကွန်ကျိုးပင်နေရာတွေ့လိုက်ရပိုင်းအမေအဖေတော်ဘလို့ဖြစ်သွားလဲကျွန်တော်ရဲ့အေကွန်ဘသူဖြက်စီးလိုက်တာလဲငါတို့အိမ်ကိုဘသူတွေလာနိုင်လဲ တရိစံတကောင်ကအိမ်ထဲဝင်လာပြီးအဲကွန်ဖြက်စီးလိုက်တာထင်တယ်။ကျမအပြင်ထွက်တော့ကတော့ပတိပေါက်ကိုတိကျပိတ်ခဲ့တာပါပဲ။ပတိပေါက်ကိုဘယ်သူဖွင့်နိုင်မလဲ။တကယ်လို့တရိစံသာဝင်လာခဲ့မယ်ဆိုရင်အချားပစ္စည်းတွေကိုပါဖြက်စီးပြီးဖွားပြစ်ခဲ့မှာပဲ။ဒါပေမဲ့အခုကျတော့ပစ္စည်းတွေပွားခြင်းနေရာမတွေ့ရပဲ။အဲကွန်တခုလည်းပျက်စီးနေရဆိုတော့တရားရရင်ရုပ်မာတဲ့အကြံစီပဲဖြစ်ရမယ်။အဲဒီချိန်မှာငှက်ကလေးတကောင်ကတီဟာတို့အိမ်ကိုရောက်လာခဲ့ပါတယ်။တီဟာရဲ့နေရဲ့အကွန်ကုတူးဖြက်စီးသွားငါတွေးလိုက်တယ်။ အဖေကိုတူကဘာလို့ဒီလိုလုပ်တာလဲကျွန်တော်လဲသူ့ကိုထိကံဘာမှမလုပ်ထားပဲနဲ့သူကဘာလို့ကျွန်တော်အိမ်ကိုဖျက်ဆီးပစ်တာလဲကျွန်တော်အပြင်ပန်းခံစူးစမ်းပြီးဒီအိမ်ကိုလုခဲ့ရတာအဲ့ချိန်မှာရွာသက်ကြီးကကိုတူနဲ့အတူတီဟာတို့အိမ်ရောက်လာခဲ့ပါတယ်ရွာသက်ကြီးပါလားလာပါလာပါငါကကိုတူကိုတောင်းပန်ဖို့ခေါ်လာခဲ့တာပါတာတီဟာကိုတောင်းပန်လိုက်ပါကိုတူကတီဟာရဲ့အိမ်ကိုဖျက်ဆီးလိုက်တယ်လို့ငါသိရတယ်ငါရဲ့သားကိုယ်တိုင်အမားလုထားတာဆိုတော့တီးမခံနိုင် အခုကတော့သူငယ်သေးလို့နားမလည်သေးတာထောင်းနောက်ပိုင်းသူကြီးလာတဲ့ခါကျရင်အမားမှန်ခွဲခြားနိုင်ဖို့လိုတယ်ကိုတူမင်းကတီဟာအေကိုဖျက်ဆီးလိုက်တာမကောင်းတာတီဟာကိုအခုတားမှန်လိုက်ပါတီဟာရဲ့ငါအမားလုံးမိပါငါ့ကိုခွလွတ်ပါနော်ငါကမင်းရဲ့မြေကြီးအေကိုကြောင့်ငါတင်ငယ်ချင်းတွေနဲ့ငါနဲ့ဝေးသွားတော့မယ်လို့တွေးမိလိုက်လို့ပါအရင်ကငါအိမ်မှာပဲအေကိုရှိတော့တင်ငယ်ချင်းတွေအားလုံးကငါစီပဲစော့ပုံလာကြတယ်အခုမင်းကသူတို့အိမ်ကမြေကြီးအေကွန်လုပ်ပြီးတော့မှဆိုတော့ ငါစီမလာကြတော့မှစိုးရိမ်သွားလို့ပါ။ပြီးခဲ့ရက်တွေကလည်းငါစီဘယ်သူမှမလာကြတော့ငါမင်းကိုမနာလိုခဲ့မိရဲ့။အဲ့ဒါကြောင့်ငါမင်းရဲ့အေကုံဖျက်ဆီးခဲ့တာပါ။အော်ဘာမှမဖြစ်ပါဘူးကိုတူရဲ့။ငါတီတဲ့ပုံကနဲ့မြေကြီးအေကုံကိုပြန်လုပ်လိုက်ပါမယ်။ဒါပေမဲ့မင်းကငါနဲ့တခြားတငယ်ချင်းတွေစီမလာတော့ဘူးလို့ဘလို့များစဉ်းစားလိုက်ကြလဲကွာ။ငါတို့ကမင်းရဲ့တငယ်ချင်းလေတငယ်ချင်းတွေဆိုတာဘယ်တော့မှတယောက်နဲ့တယောက်မကွဲပါသွားတတ်ကြပါဘူး။အဲ့လိုနဲ့ပဲတီဟာကကိုတူကိုဖတ်လိုက်ပါ යි ။ ဒေါနီကပင်ရန်လောက်ဖို့မြို့ကိုရောက်နေပိုင်ဒေါနီဟာရွာနဘေးရဲ့တောင်းအုပ်လေးထဲမှာသူ့မကလေးတွေနဲ့အတူနေထိုင်ပိုင် သူ့မမျိုးကပြန်လာတဲ့လမ်းမှာဆိုင်တဆိုင်ကအရေးကြီးမယ်ဆိုတဲ့သတင်းကိုတွေ့လိုက်ရတာကြောင့်အလွန်လတ်သွားခဲ့ပိုင်ဒီနေ့ရဲ့အထူးသတင်းကြေညာချက်ရွာနဘေးနာတောင်းအုပ်များမှာရေရီပြည့်ချန်နေပြီဖြစ်တယ်ငှက်တွေအများစုနေထိုင်တဲ့တောင်းအုပ်မှာပါရေကြီးနေရကြောင့်ငှက်ကလေးတွေရဲ့စားနပ်ရိက္ခာတွေများစွာဆုံးကျုံလျက်ရှိနေပိုင်အချို့ငှက်တွေဟာဆိုရင်သူရဲ့ဆွေမျိုးအိမ်တွေစီတွားရောက်နေထိုင်ကြရပါတယ် ဟုတ်ဦးလေးဒီသတင်းတွေကဘယ်နေ့ကလေးကြီးညာနေရလဲဒီသတင်းကမနေ့ကပဲစလာတာပါဘာဖြစ်လို့လဲသမီးတခုခုဖြစ်လို့လားဟုတ်တယ်ဦးလေးကျမရဲ့အရာရေကြီးနေတဲ့တောအုပ်ထဲမှာလေကျမမျိုးသားလည်းမရှိတော့ဘူးကျမကလေးတွေအဲ့ဒီတောအုပ်ထဲမှာအခုဆိုရင်ခုကိုရမဲနေလောက်ပြီအဲ့ဒါကြောင့်ကျမစိုးရိမ်နေရတာပါဩဟုတ်ပါပြီဦးလေးသွားပါအောင်မယ်နော်အစသာရကယူဆိုင်ပါငါတို့အိမ်မှာဘာဖြစ်နေလောက်ပြီလဲအရင်ကတော့ငါအင်္ဂလီကိုပြန်ပြင်ဖို့တွေးနေရ အခုလိုမိုးရီရွာနေတဲ့အချိန်မှာပင်ရံအလုံးလုံးရအစင်မပြေနိုင်တော့ဘူး။စားကြရီဒီကနေဝဲသွားမှာပဲ။ပုံမှန်မိုးရီကြောင့်စားကြရီမကြံတော့ရင်ဒုက္ခပဲ။မိုးရီကြောင့်ရွာနဘေးကတောအုပ်သားမကမြို့နဘေးကတောအုပ်တွေမှာပါရေရီပြည့်ရှံနေပါပြီ။ခဏလေးနေပါအောင်ကလေးတို့။ငါနေတို့အကူညီပါမယ်။ရေပုံးကောက်ပေးလိုက်ပါ။အမေရဲ့မိုးရီရွာနေရအယမ်းကြနေပြီ။အခုထိလည်းမရက်သေးဘူး။မိုးလီခဏရက်လိုက်ရင်တော့ရေရီနေရအောင်ပြန်စင်းသွားမှာပါ။စိတ်မပူပါနဲ့သမီးလေးရဲ့ ဒီညလေးပဲတီးခံလိုက်ပါမနှက်ပြန်မနှက်ဆော့ဆော့မြို့နာတောင်းစီအမေတို့သွားကြမယ်လीဒီမာနီယာအနေနဲ့များရင်အခုတော့သမီးနှစ်ယောက်တခုခုစားလိုက်ကြပါအောင်ခဏကြာတော့မိုးတိတ်သွားခဲ့ပါရင်ကြည့်ပါအောင်မေးကြည့်ပါအောင်မိုးတိတ်သွားပြီဟုတ်တယ်သမီးလေးဒီလိုသာမိုးကဆက်မရွာတော့ပဲတိတ်သွားမယ်ဆိုရင်တော့ပြဿနာမရှိဘူးပြန်သာရွာခဲ့မယ်ဆိုရင်တော့မလွယ်ဘူးအဲဒါကြောင့်အမေတို့အခုနေနေရဲ့အိမ်ကိုထားခဲ့ပြီးထွက်သွားတာအကောင်းဆုံးပဲဒေါ်နီဟာပစ္စည်းတွေအားလုံးကိုထုတ်ပေါ်ပြီး မနက်ရောက်ကိုအဆောင်နေကြပါရင်ဒေါနီယာခီးပန်းနေပြီးမို့လဲလိုက်တာနဲ့ချက်ချင်းအိပ်ပျော်သွားပါရင် ကလေးတွေလည်းအိပ်ပျော်သွားကြပါရင် မနက်ဒေါနီနိုးလာတော့သူမရဲ့အိမ်မှာရေတွေအများကြီးဝင်နေရန်တွေ့လိုက်ရပါရင် အချားငက်တွေအားလုံးလည်းအပြင်မှာအရေးကြီးတုတ်ပြဝဲပြန်နေကြပါရင်ဒေါနီရေမြင်မြန်သွားကြရအောင်ဒီတောက်ထဲမှာရေတွေအများကြီးနေပြီးငါတို့မြို့နာတောက်ကြီးအမြန်သွားကြရအောင်မုန်းရီအစမပြန့်ရွာနေပြီးရေတွေလည်းအစမတန်များများလာပါရင် ကလေးတွေထကြတော့အမေတို့ဒီကနေသွားမရတော့မယ်ပစ္စည်းတွေအားလုံးရေထဲမျောပါသွားပြီ အခုကဘာပစ္စည်းမှမသေးပဲကိုရန်အနေနဲ့ကြည့်အောင်သွားကြရမယ်ပုပ်ပုံးကဒေါ်လာရဲ့လက်ကိုတွဲပြလိုက်အမေကမိဘကိုတွဲလိုက်မယ်ဒေါ်နီကမိဘရဲ့လက်ကိုတွဲဖို့ရှည်တူးလာတဲ့အချိန်မှာအိမ်ခေါမိုးကြိုးကြပြီးမိဘလီရဲ့ခေါင်းကိုထိသွားပါယခေါင်းကနေ သွေးတွေထွက်လာပြီးမိဘလီကအသည်လက်သွားပါယအမလီငါ့ရဲ့သမီးလေးရဲ့ငါ့သမီးလေးဘာဖြစ်သွားလဲတရားကကူညီကြပါအောင် ဒေါနီဟာအကူအညီရဖို့မိုးသိနေတဲ့အချိန်အပြင်မှာသွားလာနေရပါတယ်။ဟုတ်အကူများရှင့်ကျေးဇူးပြုပြီးဆရာဝန်တယောက်လောက်ခေါ်လာပေးခဲ့ပါအောင်ရှင့်။ညီမကြီးဒီလောက်မိုးသိပြီးရည်ကြီးနေတဲ့အချိန်မှာဘယ်ဆရာဝန်မှလာမှာမဟုတ်ဘူး။ဒီလိုလုပ်ပါလား။နေပူးရွာကိုသွားလိုက်ပါလား။အဲ့မှာလုံခြုံတဲ့နေရာရှိနိုင်တယ်။ဟုတ်တယ်ဒါကောင်းဆုံးပဲ။ဒါဆိုကျမသွားလိုက်ပါအောင်မေ။ဟုတ်ဖခင်ကြီးကျမသမီးလေးကိုစောက်ရှောက်ပေးပါအောင်နော်။မိုးသိတဲ့ထဲမှာဒေါနီဟာပူးရွာကိုရောက်ဖို့စူးစမ်းနေချိန် တစ်ဖက်မှာတော့မိဝါလေးဘေးမှာစောင့်နေတဲ့ဆူဆူဟာလေးငုံနေရှာပိုင်းဒေါ်နီဟာအဲ့လုံနဲ့ဘူးရာကိုရောက်သွားခဲ့ပိုင်းအဲ့ချိန်မှာဒေါက်တာငက်ကလေးကဒေါ်နီမိုနီယာတွေးလိုက်ပိုင်းဒေါ်ကြီးမင်းကကလေးတွေနဲ့နေခဲ့နော်ငါကအဲ့ဒီငုံနေတဲ့မိမနောက်လိုက်သွားရမယ်သူမရဲ့ကလေးတွေတခုခုဖြစ်လို့ထင်နေရှင်အသက်အနည်းရှိနိုင်နေနော်အကယ်၍ဖြစ်တာတခုခုဖြစ်သွားရင်ဒေါ်ကြီးရဲ့ငါ့ဆရာဝန်တယောက်လေငါ့ရဲ့တာဝန်ကကိုယ့်အသက်အနည်းမမှုပဲ သူတစ်ပါးအသက်ကိုကယ်တင်ပေးရတာလေအကယ်၍ငါသာအခုအဲ့ဒီမိမနဲ့မလိုက်သွားခဲ့ဘူးဆိုရင်နောက်ပိုင်းငါပတ်ဝန်းကျင်မျက်နှာပြရင်တော့မှမဟုတ်ဘူးခဏနေကြရင်လုံခြုံရေးဖွဲ့လာလိမ့်မယ်မင်းတို့နဲ့အိမ်ပြန်လိုက်သွားပါငါလည်းတနည်းနည်းနဲ့ရအောင်ပြန်လာခဲ့ပါမယ်ဒေါက်တာရဲ့နာမည်ကဥအောင်ဖြစ်ပါတယ်ဥအောင်ဟာဒေါ်နီငိုနီယာမကြည့်ရလို့ဒေါ်နီစီသွားခဲ့ပါတယ်ဘာများဖြစ်လို့လဲကျွန်တော်ဆရာဝန်တယောက်ပါဟုတ်လားရှင်းရဆရာဝန်လားဖျားသခင်ကိုကျေးဇူးတင်လိုက်တာရှင် အခုလိုအချိန်ညို့မှာဒေါက်တာအစ်မအတွက်ကူညီပေးမယ်ဆိုတော့ဖျားသခင်ကဒေါက်တာအောင်ရှောက်ရှောက်ပါပါအဲလိုနဲ့နှစ်ယောက်သားခက်ခက်ခဲခဲပြန်လာရင်ဒေါ်နီရဲ့အိမ်ကိုရောက်လာခဲ့ကြပါမိဟွာလေးဟာလည်းအရန်ကိုအားနည်းနေပါပြီဒေါက်တာလည်းမိဟွာကိုမြင်မြန်စီးကုပေးလိုက်ပါခဏကြာတော့မိဟွာလေးလည်းသတိပြန်ရလာပါဒေါက်တာရဲ့အခုလိုအချိန်ညို့မှာကျမတို့ဒေါက်တာလောက်ဘယ်သူမှကျမတို့ကူညီပေးနိုင်မှာမဟုတ်ဘူးဒေါက်တာကျမရဲ့သမီးလေးရဲ့အသက်ကိုကယ်ပေးခဲ့တာပါဒေါ်နီရဲ့ ကျွန်တော်ကကျွန်တော်တောင်းရင်ကြည်ပွားထမ်းဆောင်ရတာပါအခုဆိုရင်ကြာဘာမှမရှိတော့ပါဘူးမိုးလည်းတိတ်သွားပါပြီမိဘလေးလည်းပြန်ကောင်းလာပါပြီကိုကိုရိုင်းနဲ့မိသားစုရဲ့ကျန်းမာရေးကူးဆိုင်ပါနော်ဒေါ်နီဟာဒေါက်တာအကူကြီးနဲ့မိဘလေးအသက်ကိုကယ်ပေးနိုင်ခဲ့ပါမိုးတိတ်ပြီးနောက်ဒေါ်နီဟာသူမရဲ့အိမ်အစ်စ်ကိုဆပ်ဖို့ပြင်ဆင်ပါတယ်နောက်ပိုင်းအားလုံးပျော်ပျော်ရွှင်ရွှင်နဲ့အိမ်အစ်စ်လေးမှာအတူနေသွားကြပါအောင်ရယ်အခုလိုမျိုးစိတ်ဝင်စားစရာငှက်ကတွန်းပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ မိုင်း channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ထပ်လေးစိတ်ဝင်စားကြကောင်းတဲ့ video လေးတွေနဲ့တူပြန်လာခဲ့ပါမယ်။ကုတော်နှုတ်ဆက်ခဲ့ပါရှင်။